မင်္ဂလာပါရှင်။မိုတာမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။နာဆာကတက်တွေဟာနှောင်းချော်မျိုးကိုပြန်လည်သိမ်းယူနိုင်ဖို့မလ16ရက်နေ့ကတံပြန်တိုက်စစ်စတင်ခဲ့ရ။လက်ရှိချိန်မှာမျိုးကိုပြန်လည်သိမ်းယူနိုင်ဖို့အလားအလာကောင်းတွေရှိနေပါတယ်။ဒီဟုတ်တဲ့ဘိုင်းထဲမှာတော့နှောင်းချော်မျိုးကိုပြန်လည်သိမ်းယူနိုင်အောင်ကြိုးပမ်းနေတဲ့နာဆာကတက်တွေရဲ့ကြိုးပမ်းအထောက်အမှုတွေနဲ့ပတ်သက်ပြီးတော့တောင်ခန်းစစ်မြေပြင်တည်တွားရောက်ကူညီခဲ့သူ ကိုခိုင်စောနဲ့တိုက်ရိုက်ဆက်သွယ်မေးမြန်းထားမှုကိုဖော်ပြပေးလိုက်ပါတယ်။ဒီစီစဉ်လေးမစတင်ခင်မှာတော့ Mota Media Channel ကို Subscribe နဲ့ Like and Share လုပ်ပေးပါအောင်ရှင်။ဟုတ်ကဲ့ကိုကြီးကိုခိုင်စောကြီးကျွန်တော်တို့ဒီ Mota Channel ကိုလက်ရှိနောင်ချိုတိုက်ပွဲနဲ့ပတ်သက်ပြီးပြောလို့ရသလောက်လေးပြောပေးပါအောင်ခင်ဗျ။အင်းဒီလေးရဒီလူကဒီနောင်ချိုရဲ့ဒီနောင်ချိုလက်ရှိအခြေအနေပြောရမယ်ဆိုရင်တော့ ဒီတက်မလို့ပါတော့ဒီနောက်ချူမျိုးသိန်းတိုက်ပွဲကိုအဲဆင်းရဲဖို့အတွက်လမ်းတစ်လျှောက်မှာရှိတဲ့ရန်သူခံစစ်ခံကြီးတွေအကုန်လုံးကိုအဲသူကတိုက်ခိုက်ပိတ်ပိုက်ပြီးသွားပြီဟုတ်ကဲ့နောက်ပြီးတော့ဒီမျိုးတဲကိုဝင်မဲ့စစ်ကြောင်းအသီးသီးရလဲဒါစစ်ကြောင်းကြီးအသီးသီးရပါတော့နောက်ချူမျိုးနဲ့လေးနိုင်กว่ามาသူတို့ไลน์เนี่ยโทรပြီးမြို့ဝင်သိမှု ready ဖြစ်နေတဲ့အနေထားတော့ရှိနေပြီအဲနောက်တစ်ခုကတမ်ရိုဘက်က ဒီနောက်ချို့မျိုးသိန်းတိုက်ပွဲမှာဟိုရခင်နှုံးတွေကဒီလမ်းကြောင်းလမ်းကြောင်းတစ်ချောက်မှာဟိုတိုက်ခိုက်လာတဲ့တက်တွေရှိတယ်တက်အဟောင်းတွေပေါ့ဒီတက်အဟောင်းတွေနဲ့တက်အစ်စ်တွေကိုအဲလဲထားပြီးတော့တက်အဟောင်းတွေကိုလည်းနောက်တန်းကိုဟိုပြန်နှားထားတယ်အခုဟိုလက်ရှိလည်းသူ့တက်အစ်စ်တွေအေးရောက်နေတယ်နော်အဲ့လိုနေထားပေါ့နောက်ပြီးတော့ရန်သူဘက်ကတော့အဲဂူတီတလောက်ကတော့ဟိုသူစိတ်သက်ကတော့ဖြူဖြဲဖြစ်နေတယ်အဲပြီးတော့သူတို့လက်ရှိရှိနေတဲ့ရန်သူဘက်က အချင်းချင်းတွေလည်းအာပုတ်တိုက်မှုတွေအဲရှိနေတဲ့အဖွဲ့တွေကြီးပဲအဲကြံ့နေတယ်ပေါ့နော်အဲနောက်တစ်ခုကကိုတို့ဒီနောက်ချူစစ်မျက်နှာကိုပြောမယ်ဆိုရင်သူနောက်ချူစစ်မျက်နှာကဦးရခင်နဲ့နှစ်ခုရှိတယ်ပထမတစ်ခုကတို့အခုဟိုညီလေးတို့တည်နေတဲ့တောင်ခန်းကနေအဲတောင်ခန်းတောင်ပြန်ထူးစစ်နောက်ကတောင်ခန်းကနေနောက်ချူကို အခုလက်ရှိဝင်နေတဲ့တိုးနေတဲ့အဲဖွဲ့ပေါ့နော် ဟုတ်ကဲ့အဲ့ဒါပထမအဖွဲ့ပေါ့နော်နောက်တစ်ခုကကြတော့နောင်ချူနဲ့ပြင်ဥရင်ကြားထဲမှာကြောက်မင်းလေးတို့တံပိုးတို့အုံမသီးတို့အဲတရကုန်းတို့ရှိတယ်ဟုတ်ကဲ့အဲ့ဒီစင်မြန်ပေါ့အဲ့ဒီစင်မြန်နာကကြတော့သူကဟိုရခင်တို့ပြီးခဲ့နှစ်ဒီနောင်ချူကိုဟိုလာပြီးတော့ဟိုပလောင်ကလာပြီးတော့ဟိုတိုက်ခိုက်ပိန်ပိုက်တဲ့ချိန်မှာဖေကအဲ့ဒါလဘဆာအဲ့ကြောက်မင်းလေးတံပိုးတရကုန်းအုံမသီးအုံခါပန်ပွေးပေါ့နော်အဲ့ကြော်လုံးကိုမြင်းကြောင်တစ်ကြောင်တိုင်း 嗯，几百股现在就稳了嘛，收入高它的可以去。啊好的。哎、uh, <okay. S 1> 嗯，获利啊叫做，如今有如今的话，收入是哎获利啊是能出百股，是多微多，真多微拉大点的牛的，不是说那牛的，是有多很差的，像那几百股那样嘛，只有几百股那样嘛，收入很差的就跑回去的。一个人多呢那个，你当当看那个获利不？喏，当看那个获利啊，为能出一个人多呢？啊，为咩？是？ ဒီဂျွန်လာထဲမှာပေါ့နော်ဒီဂျွန်လာအဲအလေပေါ့အဲဂျွန်လာပထမဘက်လောက်ကနေစပြီးတော့အဲဒီအုံတီအုံခါဘန်ဘွေးကျောင်းမလေးတန်ဘူဘက်ကအဖွဲ့တွေကလည်းအဲနောက်သူဘက်ကရှစ်ပူပြီးတူးလာတယ်ရှစ်ကိုပူပြီးတူးလာပြီးတော့ပြောမှမရှိတော့နှစ်ဖက်ပြိုင်တူတူးတဲ့ပုံစံအခုမှစဖြစ်တယ်ဟာဟုတ်ကဲ့စဖြစ်တယ်ဒီစဖြစ်တဲ့အခါကျတော့အဲဘလို့ဖြစ်လာလဲဆိုတော့ဒီဒီဟိုဟာပေါ့နော် အဲဒီကောင်ကအရင်တော့ဟန့်နေနေသားနေဒီဘက်ကလည်းပြိုင်သူတိုးလာတဲ့ခါကျတော့အခုဆိုလို့ရှိရင်ဒါအခုတို့အခုပြီးခဲ့တဲ့9ရက်လောက်ကဆိုဆမ်ဆယ်လို့ပါလို့ဆိုဒါဝင်သိမ့်လိုက်တယ်ဟုတ်ကဲ့ဆမ်ဆယ်ဝင်သိမ့်လိုက်တဲ့ခါကျတော့အဲ့မှာပြိုးပြရာဖြစ်တာကဆမ်ဆယ်ရဲ့ဘေးက30ဆိုတော့ရွာကြီးကြီးပဲအဲ30မှာအာဒီပြီဟိုဘောပြီဟိုဘောအဲပလောင်နေရှိတယ်ဟုတ်လားအဲ့ဒီမှာပလောင်နေရှိရတယ်ဒီပလောင်နေကဘယ်လိုဖြစ်လဲဆိုတော့ တက်ကဆက်တိုးမယ်ဆိုတာလည်းသူတို့သိတယ်။တိုးမယ်ဆိုလို့ရှိရင်တို့ကပြုတ်လိမ့်ပြောရင်တို့မှလက်ရှိရှိတဲ့အင်အားပေါ့နော်။အင်အားတော့အထိုက်အတင်ရှိရဲ့သို့တော့တို့ကဒီအင်အားနဲ့တို့မတိုက်ချင်ဘူးထပ်ပြီးအင်အားပူလိုချင်တယ်။အဲခဲရန်ကလည်းတို့မှပြက်လက်မှုကဖြစ်နေပြီ။အဲဒါကြောင့်တို့ကအဲသူကတက်မလို့စစ်ကြောင်းလာတိုက်ပြီဆိုတာနဲ့အဲပြန်ပြီးတော့ဆိုင်ပြီးတော့ပြန်ခံတိုက်ဖို့အတွက်အဲသူတို့စိတ်ကူးမရှိတော့ဘူးအဲသူမရှိတော့ဘူးအဲ့တော့သူတို့ကတိုက်ပြီဆိုတယ်သူက 30ကိုစတိုက်ပြီဆိုတော့သူကပြေးမှာပဲအော်ပြေးဖို့အတွက်သူတို့အဲ့မှာအဲ့ဘက်ကကြံနေပါလေစိုက်တဲ့ခါကျတော့ဟိုကြံသေးတဲ့ကာကြီးတွေပါလေဆို30ကျောင်းသူတို့ပြင်ထားတယ်30မှာဒါဒါတဒါတကယ် reality ပဲအဲ့အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးတွေဖြစ်နေတယ်အဲ့တော့ပြောရမယ်ဆိုရင်တော့အဲနောင်ချိုလက်ရှိနောင်ချိုမြို့သိမ်းတိုက်ပွဲမှာဟလာအနေထားကတော့ဟိုတကယ်အားရစရာကောင်းပါလေဟိုတောင်ခမ်းဘက်ကနေတိမ်တောင်ခမ်းဘက်ကနေတဖြည်းဖြည်းနဲ့ဝင်တိုးနေတယ်ပင်မအာစစ်ကြောင်းကြီးကြီးကလည်း ready ဖြစ်နေပြီ ဒါဘုံကပို့ပို့ပပနဲ့ဝင်သိမ်းမှုအနေထားဖြစ်နေတယ်ဒီအဲ့လိုပဲဒီဘက်ကနေလဲဒီဦးလင်းဘက်ကအာဒါစစ်ကြောင်းနေရလဲတဖြည်းဖြည်းချင်းရှိူတိုးနေတဲ့ခါကျတော့ရန်သူကရခိုင်လုံးဝဆိုလို့ရှိရင်ဒီဦးလင်းဘက်ကနေဒီမတိုးဘူးဆိုလို့ရှိရင်ဒီဦးလင်းဘက်ကအဲရန်သူကနောက်ချူဟိုဒီတောင်ခမ်းဘက်မှာသွားပြီးတော့ပေါင်းပြီးတော့ဟိုလာကူလို့ရတယ်အခုကျတော့ဒီကောင်တွေတောင်မင်းကိုမြောင်မင်းမကယ်နိုင်တဲ့အနေထားလေးတွေတော့ရှိနေပါပြီ ဲ့ဒါလေးပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါကိုကြီးနောက်တစ်ခုကလေညီလေးတို့ကသိကျင်တာလေးပေါ့နော်ဒီနောင်ချိုမြို့ပြန်သိမ်းပိုက်ထိုင်မှုပေါ့နော်တက်မရောဘလို့ထိုးစစ်ဆင်နေတယ်လဲတအောင်လက်ဟိုပလောင်နေရလဲပလောင်လက်နှကိုင်ဖွဲ့ရလဲဘလို့တုံ့ပြန်နေလဲနောက်ပြီးတော့ဒီမှာပလောင်နေဘလောက်ထိထိနာနေတယ်လဲပေါ့နော်ကိုကြီးရဲ့ဟိုပေါ့နော်ဟိုပြောလို့ရလို့ပြောပြောလို့ရသလောက်လေးပေါ့ပြောပြပေးပါလားဗျအမ်ဒီနောင်ချို ဟိုဒီဒီဒမ်မန်ထိုးစစ်ပေါ့နော်နောက်ကျမျိုးသိန်းတိုက်ပွဲအဲအနေထားမှာဆိုလို့ရှိရင်အဲပြီးခဲ့တဲ့အဲလာပိုင်းကဒါနောက်ကျဟိုတောင်ဝါပေါ့ကံကြီးပေါ့နော်တောင်ဝါကံကြီးဘက်ကိုအာဘုဇုတ်ကြီးနိုင်နိုင်ဦးပေါ့နော်သူကတ်ဆတ်ဖတ်မြင်မှုအဲသူရောက်လာတယ်ရောက်လာတာနဲ့နောက်ပိုင်းမှာအခုခုတွေ့တာပေါ့နော်ကတ်ဆတ်မှုကအဲရှေ့မှာစိုက်ထားတဲ့ရတုနဲ့ ဒါတနေ့တကယ်တော့ဆိုင်ထားတဲ့အနေထားရှင်းတန်းကြရနေထားဒီအကုန်လိုက်ကြည့်တယ်။လိုက်ကြည့်ပြီးတော့ဒီဒီဒီမျိုးသိန်းတိုက်ပွဲကိုသွားမဲ့စစ်ကြောင်းကြီးအကုန်လုံးလိုက်ကြည့်တာနော်။လိုက်ကြည့်ပြီးတော့သူအကုန်လုံးကိုဘာလို့ပြင်နေဘယ်လိုလုပ်မယ်ဘယ်လိုလုပ်မယ်ဆိုအကုန်လုံးကိုသူညွှန်ကြားတယ်ကွာ။အဲ့ညွှန်ကြားတဲ့အခါကြတဲ့အခါကျတော့အဲ့နောက်ပိုင်းမှာအဲဘာတွေဖြစ်လာလဲဆိုတဲ့အခါကျတော့နောင်ချူမျိုးသိန်းတိုက်ပွဲကိုသွားတဲ့စစ်ကြောင်းကြီးရဲ့စစ်ချီယာလမ်းမှာတိုက်ပွဲတွေကပုံပြီးပြင်းထန်လာ။ပုံပြီးပြင်းထန်လာဆိုတာ ဟိုရန်သူကဟိုခက်စစ်ဆင်လို့ပြင်းထန်တာပုံတော့ဒုဘက်ကဟိုတိုက်စစ်ဆင်တဲ့အနေထားကပိုပြီးပြင်းထန်လာတဲ့အနေထားတွေတွေ့ရတယ်ပေါ့နော်အဲတွေ့ရတဲ့ခါကျတော့အဲဘလူဖြစ်လဲဆိုတော့အခုနောက်ပိုင်းမှာဆိုရင် လုံဝဲတို့ဟိုနောင်အောတို့ပေါ့နော်လုံဝဲတို့နောင်အောတို့ဆိုအဲ့ဘက်ကဟိုတောင်ခတ်ဘက်ကနေဒီတိတ်နေချိန်မှာအဲရခိုင်လူခြေလင်းနေဟလာလက်နက်ကြီးတွေ drone တွေအပြင်မဟုတ်တော့ဘူးလေကြောင်းကနေပါအဲ air strike တွေပါလေ ဒီတော်တော်များများသုံးနေတာသုံးလာတဲ့ခါကျတော့ရန်သူကတော့အဲ့မှာတော်တော်များများအထိနာတယ်တော်တော်များများအထိနာတယ်အဲ့လူတွေမဟုတ်သေးဘူးအဲနောက်ချိုးတွေမဟုတ်ဘူးပေါ့နော်အဲအဲ့ဒီ air strike လုပ်တဲ့အချိန်မှာနောက်ချိုးတွေမဟုတ်ဘူးသူကကြောက်မဲကိုပါတပြိုင်တည်း air strike လုပ်တဲ့ အနေထားတွေလည်းတွေ့ရတယ်ဒါဟုတ်လို့ဆိုသတင်းတွေမှာတွေ့မှာပဲကြောက်မင်းမှာဆိုရင်ဟလာဟိုဘေယုံတွေကို air strike လုပ်လိုက်တယ်ဘေထမင်းဆိုင်ကို air strike လုပ်လိုက်တယ်ဆိုတာတွေဒါတွေ့ကြမှာပဲအဲ့ထမင်းဆိုင်ကို air strike လုပ်တော့မှဆိုလို့ရှိရင်အဲဒီတင်တန်းစင်းအပတ်စဉ်ကိုကတင်တန်းစင်းရဲဘော်ဟိုဒစ်ဒီဘော်ဒါဒါတပုန်နေဘော်နော်အဲသူတို့ဒီအဲ့ထမင်းဆိုင်တွေမှာထမင်းစားနေတဲ့အချိန်အိမ်မှာသွားပြီးတော့ 那体力个，呃，做农养家，体力。我包括走路也有那点，哎，嘛，走路是嘞，哎，走路是体力。那比如，呃，地，不是前面那摆嘛，哎，不农，农出本嘛，再雇个家逼走路先，地老牛，地户包括，有招媒干，招媒又变白话了，招媒又变白的，他叫，哎，比如那种，哎，招媒嘛，其实不拉一点。 အသိဉာဏ်ကားရီနေပေါ့နော်ဒီပရာဟိတအသိဉာဏ်ဆိုရလဲဒီအတိုင်းအဲကြောင့်ပဲပရာဟိတဆိုရလဲနာမည်ကြီးပဲဒီဟိုကရေခင်းဖြစ်တော့ဆိုတာအကုန်လုံးအနီးကြီးပဲအဲ့တော့သူကလည်းတက်ညီလက်ညီကိုတက်ညီလက်ညီကိုတည်ပြီးတယ်တည်ပြီးတယ်တည်ပြီးတဲ့အခါကျတော့အာဟိုတလောကဆိုလို့ရှိရင်ဒီပရာဟိတကားရီနေတယ်တည်လို့မလောက်အလောင်းနေတည်လို့မလောက်လို့အဲဟိုကဟိုအမိုးဖွင့်ကားရီနေပါတာလည်းပဲ OB တည်တယ်တည်လာပြီးတယ်အဲ့မှဟိုညီလေးတို့လည်း ဟိုသတင်းတွေထဲမှာတွေ့တွေ့မှာပေါ့အဲ့ဟိုဒါလောင်းတွေဒါလည်းဥကြီးတည်လာတယ်ဒါမောင်းလာတယ်ခုံထဲကကြအလောင်းတွေဒီဒါလည်းကြီးတွေကနေချက်ကြီးထွက်လာတာတို့လက်ကြီးထွက်လာတာတို့မြူတွေဝင်လာတာဒီဒီလိုလေကြားမှာပဲဟုတ်လားဘလောက်တောင်ဖြစ်လဲဆိုတော့ဟိုနောက်ချူမှာဆိုလို့ရှိရင်တချို့ဟိုတွေဆိုလို့ရှိရင်အိမ်မှာတမင်းတော်မချက်တော့ဘူးဘာကြောင့်လဲဆိုတော့စွန့်ရင်လေဒီဒီဘက်မှာဒီဒီအတုပစွန့်ကက်ဟာရင်းကောင်းတယ်အခုအခုအဲ့မှာအဲ့စွန့်နောက်ချူမှုဟိုကြောင်မဲမှာ တောင်မဲမှာဆိုတောင်မဲမြို့လူမျိုးသားတွေဆိုဒါအဲအတုပစုံရင်နဲ့တင်အစဉ်ကြီးနေကြတာသူဆိုစုံဝါရမလို့တော့ဘူးဗာလဲအိမ်မှာတမိတော့မချက်တော့ဘူးခုတက်ပုံတွေပါလိပို့တော့ဝတ်သားတွေပါလိနေတော်တော်ကောင်းတယ်ကွာငားလဲပါလိငါ့ကျုပ်နဲ့ဒီပါလိအဲ့လိုအဲ့လိုအဲ့လိုအနေထားဒီတော့တော်ရှိတယ်ပေါ့နော်အဲ့တော့ပြောမဆိုရင်အဲ့ခုနဟိုဒီဘက်ကဟိုစစ်ချင်းကြီးကဟိုအချိန်တော်တော်မြင့်ပြီးတော့တော်တော်ပြင်းပြင်းထန်ထန်လုပ်နေတဲ့အတွက်အဲရန်သူကတော့ အဲဟိုဘက်မှာအကြဆိုးများတယ်အကြဆိုးများတာမှမှဟိုဖုံးလို့မနိုင်ဖိလို့မရအနေထားဒီဖြစ်တယ်အဲနောက်တစ်ခုကဟိုကြောင်မဲမှာဟိုဒီဒီဒီဟိုတချို့နေမြေဒီမှာဟိုအစိုးရဘက်ကနေအင်တာနက်ဖြတ်တယ်လို့ဘာလို့ညာလို့ရှိတယ်နော်ကြောင်မဲမှာလည်းအင်တာနက်တွေဖြတ်တယ်ရန်သူကသူသူ့ဘက်ကအထိနာပြီဆိုရင်သူကအင်တာနက်ဖြတ်ပြီဟောဟုတ်အကြောင်းလဲဆိုတော့အကြောင်းလဲဆိုတော့ live ပေါ်မှာအဲ့ဒါတွေရောက်မှာဆိုလို့ဟုတ်ပါလားကြောင်မဲမှာသူတို့အင်တာနက်ဖြတ်လို့ရတယ်သူတို့ကသူတို့ เนาะအဲ့တော့အကြောင်မဲမှာလည်းအဲကြောင်မဲလူနောင်ချူလူမှာလည်းဒီဒီတို့ဘက်ကိုဟိုပေးနေတဲ့သတင်းပေးတွေရှိနေရဆိုတော့လည်းသူတို့သိတယ်။ဘာကြောင့်လဲဆိုတော့ဒီသတင်းပေးတွေဒီရဲ့ကျေးဇူးကြောင်မူလို့ပဲဒီ air strike တွေကတော်တော်ထိရောက်ခဲ့တာဟုတ်အဲ့လိုမျိုးပေါ့နော်။ဒါဒါဒါတော်တော်တော့အကြများပါတယ်ဒီလီအဲ့ဘက်မှာနော်ဟုတ်တယ်နော်။ဟုတ်ကဲ့။ဟိုအဲ့ဒါဆိုရင်လေကိုကြီး အနေနဲ့ပေါ့ခံမှန်းသုံးသပ်ပြပါလား။ဟိုဟာပေါ့နောင်ချိုမျိုးကိုတက်မတော်အနေနဲ့ဘယ်အချိန်တော့မှသိယူနိုင်မယ်လို့ကိုကြီးခံမှန်းတယ်။တက်မတော်ကနောင်ချိုမျိုးကိုအာဒါပေါ့နော်ဟိုအကြမ်းချင်းတက်မဲ့မယ်ဆိုလို့ရှိရင်တော့ဒီဒီဟိုဟာပေါ့ဇူလိုင်15ရက်နေ့လောက်တော့သိနိုင်မယ်လို့တော့ကိုကြီးတို့ကယူဆထားတယ်။အဲဒါပေမဲ့ဟိုစစ်ပွဲဆိုတာအာပြောလို့မရဘူး။ဒီထက် ညံကျင်လဲညံသွားနိုင်တယ်လို့အတိအကျရက်အနေငယ်ကြာရင်လဲကြာသွားနိုင်တယ်ပေါ့နော်။ဘာမှဟိုပုံပြီးကာချက်မျိုးတော့အဲပြောလို့မရဘူးပေါ့။အကြောင်းလဲဆိုတဲ့ခါကျဟိုစစ်တိုက်တယ်ဆိုတာဟိုစိတ်ကူးရီကနေတိုက်လို့ရှင်တော့အရန်လွယ်တာပေါ့။မြေပြင်မှာကြတော့ဟိုသူတကယ်တိုက်ရတဲ့လူတွေကသူတို့အခက်ခဲပဲအဲသူတို့တိကြတယ်လေ။ဟောအဲ့တော့ဟိုတချို့ကြားနေတဲ့သတင်းတွေရဆိုရင်တော့အဲကြားနေတဲ့သတင်းဆိုတာလဲဒါလန်ရန်သူဘက်ကနေလုတ်ကြံပြီးတော့ဟို တို့စီကိုဒီတက်မတော်ဘက်ကပေါ့နော်ဟိုမရောက်ရောက်အောင်ဖန်တီးတဲ့တည်နေလေရှိတယ်ဟာတို့အင်အားတွေဘယ်နှထောင်လောက်ဆင်းလာပါပြီတို့ဘာတို့ဘယ်နားမှာဘလူဘာညာဆိုပြီးတို့ကရွာသားလေးကျန်နေပြစင်ဟုတ်လို့လို့ဘာလို့လဲတို့အလံရှုပ်နေတဲ့အဲအဲပို့လိုက်တဲ့တည်နေရှိတယ်အဲတည်နေကတို့ဘက်ကိုရောက်လာတယ်အဲဒါမိုးတွေပေါ့နော်အဲ့လိုကြားမယ်အဲ့လိုကြားတဲ့တည်နေကြဆိုရင်တော့ကျန်သူအင်အားတွေကတော့အများကြီးပဲကြောင်ထူတယ်ဟုတ်လားဟုတ်ပါလားဒါပေမဲ့ဒါမဲ့တကယ် reality ကြကြပြန်သုံး ตัดไล่เลยဆိုရင်တော့အဲ့လောက်ကြီးတော့မဟုတ်ပါဘူးအဲဘယ်လိုပဲနေနေပေါ့เนาะဟိုတက်မတော်ကဟိုတောင်းချိုးကိုဟိုမရရအောင်ယူပါပါအဲရလဲရမှာပါအခုတက်မှတ်ထားတဲ့ရက်ကာလမှာပဲအကြာကြီးမတိုက်တော့ဘူးတောင်းချိုးဆွဲပြီးမတိုက်တော့ဘူးဒီလက်ရှိနေထားမှာလဲစစ်စင်ကြီးကလဲဟိုတော်တော်ကိုအရှိန်ညှင့်ထားတဲ့အနေထားတွေရှိပါတယ်ဟိုတော့အဲ့တော့မကြပါဘူးရမှာပါကြီးလေး နော်ဟုတ်ကဲ့ကိုကြီးရင်ဝါပေါ့နော်ဂျားဖြတ်မေကွန်ပေါ့တချို့သတင်းတွေမှာလည်းညီလေးတို့ပြီးတာပေါ့နော်ဟိုဖတ်မိတာပေါ့ဒီမန်မန္တလေး PDF တို့နောက်တစ်ခုကတနု PDF တို့လည်းတဲ့ဒီပလောင်တွေကအင်အားထပ်ဖြည့်ထားတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ကိုကြီးရောကြားမိသေးလားမသိဘူးကြားတယ်ခုနကိုကြီးပြောလို့ပေါ့ဒါလေးဒီအဲဟိုခါလေးကြတူပြန်လှည့်စားတဲ့အဲသတင်းတွေလည်းဖြစ်နိုင်သလိုတကယ်လည်း လာထည့်တဲ့သတင်းတွေလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်နော်အဲ့ခါကျတော့ဒါဟိုကျတော့မြေပြင်မှာရှိတဲ့အဲဟိုပါပေါ့ဟိုသတင်းတွေကတော့ရောက်လာမှာပဲမြေပြင်မှာရှိတဲ့ဒီဟိုအခွေတွေကဟိုပြန်လဲပြီးတော့ဒါတွေကိုစစ်စစ်ပြီးတော့ဟိုပြန်လဲလုပ်ကြရမှာပေါ့နော်ဟိုဒါသတိဘလူပဲနေနေပေါ့ဒါဟိုကြားပြီးမြလဲမဟုတ်ဘူးလို့လဲအဲသွားရုံလို့မရဘူးပေါ့နော်ဒါတွေကိုအဲတခြားတို့ဘာဖြစ်ပြီးတော့ဟိုဒီနေ့ကဖော်ထုတ်ပြီးတော့တခြားလေးလေးလောက်ရမယ်အနေထားလေးတော့ရှိတာပေါ့ အဲ့တော့တိတ်တော့ဟိုသူရင်စရာတော့မရှိပါဘူး။ဘာကြောင့်လဲဆိုတော့အဲခုဘက်ကလူကြီးကအခုဆိုညီလေးတို့လည်းမြင်နေတာပဲ။ဟုတ်ကဲ့။တိုက်ပွဲတိုက်ပွဲတစ်ပွဲတိုက်ပြီးတိုင်းဟိုပြိုပွားတွေလှုပ်လိုက်စစ်တိုက်လိုက်နောက်စကန်တစ်ခုဒိန်းလိုက်ဟလာဟိုကြက်ကလာသားချင်းချက်စားလိုက်နောက်စကန်တစ်ခုဒိန်းလိုက်ညီစုဓမ္မောက်ချက်စားနေကြတယ်။ဟုတ်ပါရဲ့။ဟုတ်ကဲ့။အဲ့လိုမျိုးနေပျော်ပျော်ကြီးတိုက်နေတဲ့အခါကျသူတို့မှအူအူရှုံးဘူးအတွက်တို့ဘာဘူးအတွက်ဆိုသူတို့ခေါင်းထဲမှာမရှိဘူးတက်ကဖွဲ့ရတယ်အဲ့လိုမျိုး အဲ့တော့ဟိုတစ်ဖက်မှာကြတော့ဟိုလေချိန်ပြေးရမလဲဆိုပြီးကြိုးပိုးအိပ်ပြင်နေတဲ့လူတွေလေအဲ့တော့သူတို့ဘယ်လောက်ပဲသူတို့ဘယ်လောက်ပဲဟိုအင်အားကြီးဖြစ်နေပါစေအဲဘာကြောင့်လဲဆိုတော့လက်ရှိတက်မလို့ဟိုတုံးနေတဲ့မိဖြူဟာကိုသူတို့မခံနိုင်မခံနိုင်ဘူးသူတို့မခံနိုင်ဘူးအဲ့တော့ဟိုသူတို့အတွက်တော့ဟိုရေကူလေးနေတော့မချင်ပါဘူးပြီးတော့ဘာကြောင့်လဲဆိုတော့စိတ်ထဲအင်အားလေအဲသူတို့ဘက်ကတော်တော်ကဘာလို့ဥက ူးသွားပြီလေဟုတ်ဟုတ်ဟုတ်ဆက်ငါဖြစ်ပြီငါတို့ရှုံးမှုစစ်သွားတိုက်နေတာပဲငါတို့တက်မလို့ air strike တွေနဲ့တကယ်လုံးတော့မှာပဲဆိုတော့တကယ်ဟို155တွေတကယ်ပြစ်တော့မှာပဲအဲ့ဒါတွေနဲ့တကယ်လုံးတော့မှာပဲဆိုပြီးတော့သူတို့စိတ်ထဲမှာဆွဲနေပြီအဒါကြောင့်လဲသူတို့ဟိုဘက်ဒေါက်တာဘီဘီဘက်ကမကြီးဘက်ကနေဒီတောင်ခန်းတီတောက်လျှောက်အဲ့ဒီဟိုဟိုပါပေါ့နော်အငုံစိတ်နဲ့ရှုံးလာတဲ့ဟာအခုချိန်ထိနောင်ချိုနောင်ချိုအထိသူတို့ဒီအငုံစိတ်နဲ့ပဲသူတို့ရှုံးနေတာပါ ်။ကြည့်မျက်နှာအင်းမဲမကြည့်ဝင်အနေထားဖြစ်ကုန်ပြီ။အာဟုတ်တယ်။စိတ်တလုံးသူတို့ထိုးပါပြီ။ဒီဘက်ကလာတဲ့အဲဒီတက်မတော်ရဲ့နီးပြူဟာနဲ့အဲဒီတိုက်ဆွမ်းကြီးအောက်မှာသူတို့သွားမှာပါပဲ။အဲ့ဒါအော်ဟုတ်ကဲ့ပါကိုကြီးကိုကြီးနောက်ဆုံးမေးခွန်းလေးပေါ့နော်လက်ရှိဖြစ်နေတဲ့နောင်ချုံတိုက်ပွဲနဲ့ပတ်သက်ပြီးတော့ကိုကြီးဗာမြန်ဖြစ်ဆွဲပြောကျင်သေးလဲမသိဘူးကိုကြီးနောင်ချုံတိုက်ပွဲနဲ့ပတ်သက်ပြီးတော့အခုကိုတို့မြင်နေတာကတော့ဒါကတော့မြေပြင်ကတော့ထားလိုက်တော့အခုလက်ရှိ ဒီအပြင်မှာပေါ့နော်ညီလေးတို့ခုတို့ဒီဒီ public area လူတွေဆိုလို့ရှိရင်ဒါတခါမှမကြုံဘူးတဲ့ဒီအားပေးမှုမျိုးကဒီနောက်ချိုးတောင်ခမ်းအန်းကိုပြည်သူလူထုကတကယ်အားပေးတာနော်အဲ့တော့ဒီဒီချင်းနေတဲ့ပြည်သူလူကနောက်ချိုးအတောင်ခမ်းကိုချိန်ချင်းပါဘူးလေဆွဲနေအောင်အားပေးတာအားဟုတ်ဆိုလို့ရှိရင်ဒါနောက်ချိုးတောင်ခမ်းပြီးပြီဆိုတာနဲ့ဒီတမ်းတော့နောက်ချိုးမျိုးတွေကိုဝင်လာရင်စုစုမယ်ဆိုပြီးတော့ပြင်ဆင်နေတဲ့လူတွေအများကြီးရှိနေတယ် ဟုတ်ကဲ့အများကြီးရှိနေတယ်အဲ့ခါကျတော့ဟိုဒီဘယ်လိုပြောမလဲဒီနောက်ဆုံးတိုက်ပွဲရနောက်နောက်နောက်တစ်ခုကအခုကြားတော့ဆိုလို့ရှိရင်ဟိုဒိုက်တာကိုတရားဆိုးဆိုလို့ရှိရင်လေဒီဒီနောက်ဆုံးတိုက်ပွဲနဲ့ပတ်သက်ပြီးတော့ဗောနော်အဲသူဒီစကားကြီးကိုစီးရီးလိုက်ကြီးကိုတကယ်ကိုဟိုအမှန်ကန်ရိုက်ဖို့အနေထားတွေကြီးသူပြင်ဆင်နေတာတွေရှိတယ်ပြင်ဆင်ရှိတယ်ဆိုတော့အဲ့တော့တစ်ခါမှမကြုံဘူးတဲ့ ဟိုအားပေးအထောက်ခံမှုမျိုးနဲ့ဒါနောက်ချိုးဟိုတိုက်ပွဲမှာဟိုတက်မလို့ဟိုဒါပြည်သူလူထုပေါ့နော်ဒါထောက်ခံနေရပေါ့နော်ထောက်ခံနေတဲ့အခါကျတော့ဟိုဒါနောက်ချိုးတိုက်ပွဲစီတက်မလို့ရဲ့တကယ် revolution ပေါ့နော်အဲဒါအရာရာအကုန်လုံးကလေဟိုအသစ်ဖြစ်စီမဲ့အဲပုံစံမျိုးတွေအကုန်ဖြစ်လာတော့တာဖြစ်လာဆိုအဲ့တော့နောက်ချိုးအောင်ပွဲကိုစောင့်မြော်နေတဲ့ပြည်ပြည်ကလည်းအများကြီးနောက်ချိုးဘူးလဲလာကြုံမဲ့ဖွဲ့ရလဲအများကြီးပဲအများကြီးအကုန်ပြင်းနေပြီနေပြည်တဲ့ကကတော့ဘုရတော့ ဟိုဝမ်းသာပါတယ်အဖက်စလုံးအတွက်ဟဲ့လားဟိုတမရိုထောက်ခံတဲ့လူတွေအတွက်လည်းဝမ်းသာတယ်ဟဲ့လားမြေပြင်မှာတကယ်တိုက်ပြီးတော့နောက်ဆုံးမြေထဲကိုဝင်လာမဲ့လူတွေအတွက်လည်းတကယ်ဝမ်းသာတယ်အဲ့နှစ်ဖွဲ့သာနောက်ဆုံးမြေထဲမှာစုံမယ်ပြောလို့ရှင်ကြီးမြင်ကြည့်လိုက်လောက်ကြည်နူးစရာပေါင်းမလဲဆိုတဲ့ဟာပေါ့နော်ဟုတ်ပါပါဟုတ်ကဲ့မြေလူမီဒီယာတွေလည်းအဲအဲ့ဒီနောက်ထူမျိုးသေးရင်အိမ်တိုက်ပွဲကိုတက်မလို့ဝင်လာတဲ့ချိန်ကျရင်ဟလာဟိုလမ်းကြောင်းတွေပါပြီးပြွင့်နေခါကြလို့ရှိရင်ဒါပြီးတည်င်းယူနေအောင်ကြိုးစားပါ လာဟုတ်ကဲ့အသာမှဟိုတသက်မှာတစ်ခါပဲရမယ်အခွင့်အရေးကြီးလေးကိုရုနိုင်ငံလေးတဲ့လူခွင့်အရေးကြီးကိုကိုလည်းမရဘူးကိုရုလည်းသွားမှာပဲဟုတ်ကဲ့ကိုလည်းသွားမှာပဲအဲ့ခါကျရင်တော့ချူကြလို့ရှိရင်စုံညတော်ဝင်ကြီးလေးတို့ကအာဟုတ်ကဲ့ပါဟုတ်ကဲ့ပါကိုကြီးနော်ကိုကြီးကိုလိုမျိုးအချိန်ပေးပြီးဖြေကြပေးလို့ကျေးဇူးတင်ပါတယ်နော်ကိုကြီးအေးကျေးဇူးတင်ပါတယ်ကြီးလေးဟုတ်ပြီနော်ဟုတ်ကဲ့ပါကိုကြီး